င်တော့မဆိုနှစ်ခန်းနေနေဆောင်ကောက်ဆူလိုက်အတော်ပဲ မနက်အိပ်ရထားတာနဲ့အရင်ဆုံးလုပ်ဖြစ်တဲ့အလုပ်ဆိုလို့ရှင်တော့ဓမစားတာပါ။ဘာလို့လဲတော့မသိဘူး။ညလုံးနှလုံးပွင့်တာနဲ့ဘိုက်ကအော်တိုစားတာ။ ။ဓမ္မစာဝရရုပ်ရှင်ခဏကြည့်လိုက်တယ်။အကူကတော့အပြင်သွားခဲ့ရှိလို့တော့ပါအောင်မရှင်။ဓမ္မရီပြင်သွားရင်ဘာလုပ်လဲတော့မသိဘူး။ဟုတ်ကဲ့။ဓမ္မရီပြင်သွားရင်ဘာလုပ်လဲတော့မသိဘူး။ကိုရီးကတော့ပြင်သွားမှဆိုနှခန်းနဲ့တခြားကောက်ဆူလိုက်။ဒါပဲပြန်ရအောင်ပြင်သွားလို့ရတယ်။ဆန်နာဆန်နာမောင်ဆက်ကြည့် Ki. Lama saya kata dia ni. Mau ni ba. Ada mau da... ni. Kita. Kita le gua le. Kami kita le dai. Mungkin dia dia juga ya. Ada apa? Da... Da... ူနီယာကအိမ်သားနေနေပဲဆိုတော့အတိုင်းလမ်းလျှောက်နေပဲသွားပါတယ်အခုညီမကညီမစားစင်နေရဲ့ဖိလင်းစားတဲ့ဖိလင်းကြံစံတောင်းတော့စားမှဖြစ်ပါတယ်ခင်ဗျ ကျွန်တော်ပင်လယ်ကျဆန်းတောင်းဝယ်ပို့ခဲ့တာမာဟိုရတော့နည်းစိတ်ကူးပြောင်းသွားပြီးတော့ပုံစံတောင်းဝယ်ခဲ့ပါတယ်ဆိုတော့ကွာတော့အိမ်ပြန်နေပါပြီရှင်ကျွန်တော်ပြန်ရောမဆူတောင်းတစ်ခုရှိရအဲ့ဒါတော့အမိုးမရွာသေးသနာဘာလို့ဆိုတော့အမိုးကတအားအုပ်လေးပါဒီမှာအခုထိရပါမလားဘူးအဲ့ဒါဒါမှမဟုတ်ကိုအိမ်သားထဲရောက်နေပါပြီဆူတောင်းလိုက်ပြည့်တယ်လို့ပြောရမယ်မိုးမရွာဘူးဘွားတော့ကြာတယ်ဆိုပေမဲ့ပေါ့ ကတော့အိမ်ပြန်ရောက်နေပါပြီ။ကျွန်တော်ကိုယ်ကိုယ်ဝယ်လာခဲ့တဲ့ပုံတော့ဆောက်ပါရမယ်။ဟုတ်ပါပြီ။ပုံတော့မှရှင်း။ဟုတ်ကဲ့ဟုတ်ပါလားကာဇာကိုပြန်ပြီးတော့ပြန်ဆောင်ဟဲ့ဟဲ့

ไปเวลาเลยตอนใหญ่เลยโมยละบ่โอเคพอตะไคร้เนี่ยเอาดอกมะม่าจะถုတ်เลยเวลาเนี่ยละเฮ้ยบอยสครับแม่จีเนี่ยส่วนเองก็ก็เนี่ยรู้เปล่าจ้ะแล้วก็แม่จีก็เวลาแก่ไปแล้วก็แล้วก็มะม่าจะถုတ်ถ้าจะ2ทุ่มอยู่เลยแต่แม้จะถုတ်ไว้อยู่รอแม่สู้ว่าจะถုတ်ไปได้แก่ไปแล้วก็ ်ညမအပြင်သွားပြီးဝယ်လာခဲ့တာဒီနှစ်ခုပါပဲအဲ့ဒီနောက်တော့အဲ့ဒီပစုံချောင်းရဲ့ပါဒီတော့တော့ဘူးစားလို့ခေါင်းပါနေအကူကတော့မွေးရမယ်အရင်ရောက်နေပြနေပါပြီလေလေတိုက်နေဆိုတော့သဘောတဘာဝအရာမိရတော့ပြတ်သွားပါပြီ။ က်လေးပဲတိုက်တာပါအဲ့တော့မိပြတ်သွားတယ်အခုကတော့နီလပန်အိတ်ရပြီးတော့အခုခဏအိတ်ဦးမယ်ဟင်ပုံမဆိုနီလပန်ကအိတ်လေးရှိရဲ့မရဲ့ညီမရဲ့တနေ့တောင်မှဆိုရင်24နာရီရှိရတော့အချိန်ယူများဆိုတော့အိတ်ကြီးနဲ့ပြတ်တန်းနေရအဲ့လိုဒီလိုမနက်ဖြန်လေးဆိုရင်ဒါအိတ်ငိုက်တယ် ဒီအညာဘက်ဆိုရင်မျိုးလုံးကြောင်းနေ။နင်းနေညမာနေတာ။ကျမအဲ့ကျမကျမဆိုပဲနင်းနေညမာနေကျမပဲ။ဒုခနာအိတ်လိုက်ပါဦးမယ်။ဒီချိုးပြီးတော့ပါပြီ။ဘောရောညီမဝင်လာတဲ့ကော်ဖီပြုစားတော့မှာဖြစ်ပါတယ်။ ဆိုတော့ညီမရဲ့ vlog ကိုဒီမှာပဲအဆုံးသတ်ပါရစေရှင်။အာအဆုံးမသက်ခင်ပြောချင်တာကအညီမကိုဖန်ပြီးစေချင်တဲ့ကိုယ့်နဲ့ပုံစံမျိုးလေးတွေရှိပြီးပြောပြလို့ရပါတယ်။နောက်ပြီးတော့အတစ်တစ်တော့အကြံလေးပေါ့ပေးချင်တာတွေရှိနေပြောလို့ရပါတယ်။ရှင်ညီမဘက်ကအဆင်ပြေတဲ့ကိုယ့်နဲ့ပုံစံမျိုးလေးဆိုရင်တော့အာညီမဘက်က try ကြည့်ရှင်ပါတယ်ရှင်။အားလုံးပဲတတပါနောက်ဒီမှာပြန်ဆောင်ပါမယ်ရှင်။